ဘသူကိုအပြစ်တင်ရမှန်းမသိတော့တဲ့စိတ်ပစ္စယာရှုံးပွဲအားလုံးမင်္ဂလာပါဘာပဲဘူးစတိုင်းလာပြန်လဲချိုးပြောင်းလိုက်ပါတယ်တော့ငါသမီးလေးဒေါ်လာဒေါ်လာရောင်းမှမျက်စိထွက်တယ်ဆိုရင်ဒီပွဲလို့လူပွဲကိုပြောတာဗျာပွဲစားတဲ့အချိန်မှာထွက်လာတဲ့လူကြီးရဲ့အနေထားကကျွန်တော်ပွဲကြီးမှာပြောခဲ့တဲ့ option တစ်ခုရဲ့တစ်ခုပုံစံနဲ့ထွက်လာတယ်။ Okay သူနေရာလေးနဲ့သူအဆင်ပြေအစ်ဒီဘောင်းလည်းပါတယ်နဲ့တူလည်းပါတယ်အဲဆိုကနံပါတ်10ကိုတက်ဆော်တယ်ပြီးတော့ဂျောင်းဘက်ကိုထောင်ထားတယ်ပြီးတော့ဟာတူနဲ့ခြားလပါပွဲပွဲထွက်လာတော့ကဲဆိုရလေမှန်ခဲ့တယ်ပေါ့အဲ့ဒီမှာဝဲစားရရနေကျွန်တော်တို့က ACC ပဲကျွန်တော်တို့ကိုကဝဲကိုဥဆောင်ဒီဇိုင်းနိုင်တယ်ဗျာကိုက control လုပ်ဒီဇိုင်းနိုင်တယ် lead ဆိုဒီဇိုင်းနိုင်တယ်အတော်တော်လေးအဆင်ပြေကောင်းကောင်းလုပ်လို့မယ်အစ်ဒီဘောင်းဆိုလို့ရှိရင်ကျွန်တော်တို့ လုံချင်စိတ်တွေတအားများနေတယ်အောက်ပုတ်ထွက်တာတွေမကောင်းပါတော့ထွက်ပြောပြောနဲ့ပြေးလာတော့အပြတ်အဆိုးအားကောင်းမှာတကယ်ကအဲဖီရှိမန်ရောက်လာတဲ့ခါကျတော့တိတ်ဆင်ပြီးဒါမှလည်းဒါသူ့ရဲ့အတွေ့အကြုံသူ့ရဲ့ငယ်သေးတယ်အဆင်ပြေတယ်အတူကလည်းနဲ့သူဘာလို့ပြောမလဲမုံတိုင်းမတိုက်ခင်လေးပြေးလာတယ်လို့ပဲပြောရမှာပေါ့နော်အဲတော့အန်ဆိုရတဲ့ဖူတင်းသွားရဲ့ပထမပိုင်းကဘာအမှားကြီးမှမရှိဘူးကြောင်းဗန်စီโอเคဒါမျိုးကျွန်တော် page မှာတော့ရေးခဲ့သေးတယ် အဲပွဲကိုဖြတ်ဖို့တော့ဒီလိုလေတကူနဲ့တော့စိတ်ချအောင်ဟိုအေဂျင်စီကျွန်တော်တို့ဖြတ်သွားအောင်လုပ်ရပါမယ်ဆက်လုပ်ရမယ်ပေါ့ပြောချင်တာဗျာဟို Brighton ကမဟုတ်ပိုင်းတစ်ပိုင်းလုံးဘာမှတိတ်မလုပ်ပြနိုင်ဘူးမီတိုမာလည်း Risky ကြီးမှာပျောက်ဆုံးနေပြီလေအဲ World Cup ကတော့တယောက်ချင်းအဲတကူရောပေါ့နော်ဆိုလိုစွန့်ရည်ဖြစ်နေလေလောက်တာခိုင်တာရှိပေမဲ့တတိယလုံးအနေထားနဲ့ Chelsea ကိုဘာမှအလောက်ကြီးမလုပ်နိုင်ဘူးကောင်းကောင်း Chelsea က control လုပ်ပြီးသွားထားမှာနေချင်းနဲ့ဆီက အသားပုံမျိုးကိုကျွန်တော်မြင်ခဲ့ရတယ်ဗျာဘာမှတိတ်ကြီးအဲ့လောက်ကြီးဟိုထူးခြားခြားညံ့နေတာပြောလို့မရှိဘူးထူးခြားခြားကောင်းနေတာပြောလို့မရှိဘူးသူကလည်းနဲ့သူပုံမှန်ပေါ့နော်ကစားတဲ့ကစားထိုက်တဲ့ဒေတာလေးတစ်ခုကစားနေရဲဆိုရဲပုံစံမျိုးနဲ့မြင်ခဲ့ရတယ်အဲ့ဒီလိုနဲ့ကျွန်တော်ဒုတိယပိုင်းမှာကျွန်တော်တို့ဟောโอเคဒီတိုင်းပဲကျွန်တော်တို့ထင်းင်းသေးသေးလေးနဲ့သူ့ဟာလေးနဲ့သူကစားသွားရင်တော့ကျွန်တော်တို့ကတော့နောက်တစ်ခုတွင်းမယ်ကိုပြတ်သွားမယ်အဲကိုမပြတ်လည်း 2စီးတော့ပေါ့ဗျာအဲဒါမှမဟုတ်လဲ1စီးနဲ့ပဲပြီးသွားမယ်ကျွန်တော်ဒီလိုမျိုးပဲထင်ထားတယ်ခုနပြောသလိုပဲကွဲကအကောင်းကြီးလည်းမဟုတ်တော့အညံ့ကြီးလည်းမဟုတ်သူလုတ်ပြန်လုတ်ခိုက်တဲ့အနေထားလေးနဲ့အစီအပြေနေတယ်အဲ့ဒီလိုအချိန်မှာခြာလိုပါကထွက်လိုက်ရမြန်ရောဆိုတော့တပွဲကိုတယောက်နှုံးကိုထွက်နေရတယ်အဲ့ဒါကြီးတိတ်တော့အစီအပြေမနေဘူးစမ်းချက်ကနေစရပြီးတော့နော်ကျွန်တော်တို့ပရီးမီးယားလိရော back to back record ရတာနော်စမ်းချက်တင်မယ် တော်တော်စင်းဒီမနေဘူးဗျာဒီအနီကက်ကြီးอ่ะဒါမှမဲ့လဲဟိုတိုင်ယူယူတော့ကျွန်တော်ဘာမှမပြောလို့ပါဘူးโอเคအဲ့လိုအနီကက်ထွက်သွားတဲ့အချိန်မှာ user လေးတွေဒီနေရာမှာတော့ကျွန်တော် Maresca ကိုဘာမှတိတ်အပြစ်လဲပြောမနေကျွန်တော်ဘာလို့လဲဆိုတော့သူ့အနေနဲ့လဲဘာမှလုတ်เสีย chance ကတိတ်များများဆဆမရှိဘူးဗျာအခုပွဲထွက် လူစီရင်မှာလဲကျွန်တော်တို့ဥပမာလိုလိုမျိုးပါမလာအောင်နောက်တန်းမှာလဲလူက မရှိဘူးအဲ့ဒီနေရာမှာအနီကက်ကလည်းထက်ထီသွားပြီဆိုတော့ ။ဘာမှလည်းသူ့မှာလုံးစရာအော်ရှင်ကတိတ်အများကြီးတော့ရှိမနေတော့သူ့ကိုတော့ကျွန်တော်အပြစ်မတင်တော့ဘူး။အဲ့လိုနဲ့လူစားလဲတယ်။လူစားလဲပြီးတဲ့အထိတကယ်တမ်းကျတော့ကျွန်တော်တို့အသင်းကပွဲကို control လုပ်ပြီးတော့ကစားနိုင်သေးတဲ့အနေအထားတစ်ခုမှာရှိနေသေးတယ်။ကျွန်တော်တို့ဟိုပွဲကိုထိန်းချုပ်ထားနိုင်သေးတယ်။အဲကျွန်တော်တို့တကူးစားပြီးတော့ပေးလိုက်ရတယ်။အော်ပေးလိုက်ရတယ်ဆိုတာလေကျွန်တော်တို့ နောက်တန်းနေပြအဓိကတပွဲလေးမို့နှစ်ပွဲလေးမို့ဒီနောက်တန်းနေပြီပထမကူကတော့ထားလိုက်လို့ဇတိုက်ပေးလိုက်ရတယ်ဘိုးရီကကျွန်တော်တို့နောက်တန်းနေရအားနေချက်တည်းလေဒါလည်းပြောရရင်အကြောင်းနေလေထက် နေပြီအဲ့တော့မာရက်စကာနဲ့ဘုံအဖွဲ့ကြားမှာလည်းပတ်တိုင်မှုတွေအနေငယ်ရှိရဲလို့ကျွန်တော်သတင်းလေးတွေကြားလာရတယ်ပေါ့နော်ကျွန်တော်နေနေမာရက်စကာဆိုရင်လည်းနည်းနည်းတော့တင်းပါတယ်ဗျာဘာလို့လဲဆိုတော့သူကဒီနေရာကြီးမှာ စင်နာဘက်ကလုံးဝလူလူတယ်နော်လူသားအောင်ကရိုးရိုးမဟုတ်ဘောကရင်းကောင်းတယ်စင်နာဘက်တယောက်လူတယ်ဆိုတော့သူကောင်းကောင်းပြောတယ်ဒါပေမဲ့ sporting director တွေကလည်းဘာလို့မှခုနကလိုရှိတယ်ပေါ့ဖူဖာနာတွေကဘာတွေရောဘာတွေရှိဘူးဘာဘကောင်းလေးလဲဝါအဲ့ကောင်လေးရှိတယ်ပေါ့လောက်ပါဆိုပြီးတော့အော်ထိုင်းတယ်အဲ့တော့သူကလည်းအဲ့သူကလေးနဲ့သူစူးစမ်းပြီးတော့လုံချတယ်ဒါပေမဲ့ဒီပွဲကတော့ကျွန်တော်ဘသူ့ကိုသွားပြီးအပြစ်တင်ရမှန်းတော့မသိတော့အပြစ်လည်းမတင်ရတော့ပါဘူးအဲ့တော့ မတက်နိုင်တော်တော်လေးဆိုးသွားပါတယ်တော်တော်လေးဆိုးသွားပါတယ်ဒီလိုပုံနဲ့ကျွန်တော်တို့ vanity ကိုဘယ်လိုကန်ရမလဲဒီလိုပုံနဲ့ကျွန်တော်တို့လက်ပါဖို့ဘယ်လိုကစားကြမလဲ vanity ကကျွန်တော်တို့ရဲ့ဒီပြဟောကြီး morning ကိုကန်ပြီးတော့လာမှာ morning ရဲ့ပိတ်ကစားရပြီဟောကိုကိုတို့ကိုတို့ကျွန်တော်တို့အားလုံးပြည်ပြီးသားအဲ့ပိတ်ကစားရဆိုရင် lambda စကားတိုင်ပတ်မလုပ်တတ်တော့ဒါတော့မှဒီနေ့မှာ sub piece တွေကနည်းနည်းလေးပိုကောင်းလာပြီးခဲ့တဲ့ຢာတွေပြီးခဲ့တဲ့ຢာတွေပိုဆိုး ကျွန်တော်တို့ဘာမှမလုပ်တော့ဘူးဆိုတော့ကျွန်တော်တို့ဒီဟာဒီပရီးမီးယားလီဂ်မှာနှစ်ပွဲဆက်ရှုံးသွားပြီးအရက်အိတ်တော့စီးရင်ဒီမနေတော်တော်လေးကိုဟိုကျွန်တော်ဆိုးရဲလို့ပြောလို့ရတယ်လေဒါကြည့်ကျွန်တော်တို့ United နဲ့ပွဲလုံးဝမရှုံးတဲ့မင်းနဲ့ရှုံးသွားတယ်ဒီပွဲနဲ့ဒီတိုင်းနဲ့ကျွန်တော်တို့အေးဆေးဆေးဖြစ်နေရမယ်အမှတ်ကိုမရှုံးတဲ့မင်းနဲ့ရှုံးသွားတယ်ဆိုတော့ပွဲပြီးဗီဒီယိုရောက်ကြလဲ sorry ပါ bro ကျွန်တော်လည်းအတန်လေးရမှာနည်းနည်းလေး ြန်ထွက်နိုင်တော့ဒါတော့ကျွန်တော်တိုးတိုးလေးထိန်းပြီးတော့ပြောနေရတယ်ကျွန်တော်များများပြောရလို့ချောင်းနေလဲဆိုလေးတော့ပါကျွန်တော် bro နေနေရောဘလို့မြင်ရလဲခြေစည်းပြန်လာနိုင်ပါမလားကျွန်တော်ကခုချိန်ဒီကိုသွင်းကိုယုံကြည်နေရုံပဲအဓိကပြဿနာကတော့ Maris Car ကကျွန်တော်အမြဲတို့သူစီစဉ်ထားတဲ့အတိုင်းဖြစ်နေရင် OB offline အဆင်ပြေတယ်အခုပထမပိုင်းမှာကကျွန်တော်တို့အဆင်ပြေတယ်နောက်ခုနကမကောင်းမိမှမညံဘူးဒါပေမဲ့လူတယောက်လဲထွက်သွားရော သူမလုံးမလုံးလောက်အောင်ပြောအင်ဂျင်မှာအရန်တိုက်ပက်တယ်သူစီစဉ်ထားတဲ့အတိုင်းမဖြစ်လာတဲ့သူရဲ့ပွဲအဖြစ်ကြောင်းလဲနိုင်ဖို့တော်တော်ကြီးလိုအပ်ချက်ရှိဖို့မာစကာနေနဲ့အဲ့ဒါကလွဲရင်တော့ကျွန်တော်တိတ်တော့ဘာမှပြောပြရမရှိပါဘူးနေပါလဲထက်တယ်နေကျွန်တော်တဘောက်ကမှဘယ်တင်းနဲ့စားကြအောင်လေပလပါလဲပွဲပယ်ထားတယ်နော်ကိုစင်အားလည်းကစားနိုင်တယ်ဖိုဘာနာလည်းကျွန်းတယ်အဲဂါရီယာရှိနေဟာတူနဲ့ပဲကစားဟာတူလေးကဒါနေနေနေအားကိုးရလို့တော်သေးရပြောအောင်โอเคဆိုတော့ဒီတော့ပဲဘရိုတို့ဘရိုတို့ကဘယ်လိုမြင်ကြလဲ ကောင်းမှာပေါ်စနေမိကြပါဟုတ်ကဲ့ပါကျွန်တော်နောက်ဝီတွေ့လည်းဖြေလာတဲ့လားနေဗျာ